British အနမဲမင်္ဂလာပါရှင်ကျမတို့ channel ကလေးပြန်လဲကြိုဆိုလိုက်ပါရှင် British တွေကိုတော့တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ Dewson Academy Minimi Khandeji ရဲ့အကြောင်းတွေပဲဖြစ်ပါရယ်မင်္ဂလာပါ British တွေ Dewson Minimi Khandeji လို့ပြောလို့ရှိရင်တော့မြန်မာနိုင်ငံမှာသူမကိုမတည်တဲ့သူမရှိပါအောင်နော် minimi khandeji ha so lo shin video saka rue khit sa ni de a chin law kare ga namay gb lu chai mya de mit tamit le phit ga bridge tie a pe mu ko takne ya shi pai san tha tu phit par de ခန်းနေချင်ဟာဆိုလို့ရှိရင်အိမ်ထောင်ကြပြီဖြစ်တဲ့မိသမီးတလက်ဖြစ်ပေမဲ့လည်းပရိသတ်တွေရဲ့အားပေးမှုလုံးဝရော့မသွားတဲ့အမျိုးပညာရှင်တယောက်ပဲဖြစ်ပါရယ်အခုဆိုရင်တော့သူမဟာသူမရဲ့ခြေရောက်ကိုအမီလိုက်နေနိုင်မဲ့ချစ်စရာကောင်းတဲ့သမီးလေးစန်းထိတ်ထောက်ကိုလည်းပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါရယ်မင်းမင်းကျော်လေးခိုင်နေကြီးရဲ့ခင်မွားဆိုလို့ရှိရင်တော့2022ခုနှစ်စစ်တအနာသိတဲ့အချိန်ကတည်းကစကောင်စီရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါရယ် ခိုင်တင်းစီရခင်မောကိုဖမ်းဖို့စစ်လော်ဘီဟန်ညင်ဦးကလှုပ်ဆော်ပြီးနောက်စစ်ကောင်စီကဖမ်းခြင်းပဲဖြစ်ပါရယ်စစ်လော်ဘီဟန်ညင်ဦးကခိုင်တင်းကြီးရခင်မောကိုခန့်နိုင်ဟာစစ်တပ်ဆက်ကျင်သူဖြစ်၍ဖမ်းစီရန်လှုပ်ဆော်ရကနေ့စစ်ကောင်စီကအလားရောက်ပြီးဖမ်းဆီးသွားခြင်းဖြစ်ပါရယ်ဒါပြင်ရုပ်ရှင်တရုတ်ဆောင်ခိုင်တင်းကြီးကိုစစ်ကောင်စီကဖက်စစ်ခေါင်းဆောင်မင်းအောင်လိုက်ကိုတိုင်းကလူမှုထူးဆန်းဒုတိယအဆင့်ပေးအပ်ခဲ့တဲ့စုကိုလည်းပြန်လည်ရှုပ်သိမ်းခဲ့ကြောင်းကြေညာခဲ့ပြီးသားဖြစ်ပါရယ်အဲဒီနောက်ပိုင်းခိုင်တင်းကြီးဟာအနုပညာအလုပ်ကိုလည်းရှင်းလာလိုက်ပြီးခင်မောဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းကို ကိုရိုင်းဦးဆောင်ပြီးလောက်ကန်နေခဲ့ကတမီလေးဖြစ်သူစံထိတ်ချောက်ကိုလည်းပညာသက်ဘွဲရတဲ့အထိထောက်ပံ့ပေးနေခဲ့လည်းဖြစ်ပါရယ်နေစင်းတဲ့အချိန်စကောင်းစီရဲ့လွတ်ငယ်မိတ်ထုတ်ပြန်တိုင်းခန့်တင်ကြီးဟာသူမရဲ့ခင်မွန်ပါလာဖို့အတွက်အမြဲတမ်းဆွတောင်းနေခဲ့လည်းဖြစ်ပါရယ် အခုတစ်ခါမှဆိုရင်တော့ခိုင်တင်ကြီးရဲ့ဆွတောင်းပြင်လာပြီဖြစ်ပါရယ်ဒီဥဆောင်မင်းသမီးခိုင်တင်ကြီးအမျိုးသားဟာပြည်လက်လွတ်မြောက်လာပြီဖြစ်ပါရယ်ရဇတ်တကြီးပုံမှာ905ကကြည်ဖြစ်ပြည်တန်းချခလျက်ရှိသူများကိုလူငယ်ချမ်းသာခွင့်ပေးရခါမှာဒီဥဆောင်ခိုင်တင်ကြီးအမျိုးသားဖြစ်သူလည်းပြည်လက်လွတ်မြောက်လာတာဖြစ်ပါရယ်မြော်လင့်တဲ့အနည်းလေးရောက်လာပါပြီစွတောင်းလေးပြစ်ခဲ့ပါပြီမိသားစုပြန်ဆုံပါပြီရှင်လို့ခိုင်နေကြီးကသူမရဲ့လူမှုအကွက်ရဲ့မှာမျှဝေထားတာကိုတွေ့နေရဖြစ်ပါရယ် နွေမလာ26ရက်နေ့ညပိုင်းကထုတ်ပြန်ခဲ့တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့လူငယ်ချက်တာခွင့်ဖြင့်ရန်ကုန်မြို့ရှိအင်းစစ်အကျဉ်းထော်ရင်းပုံမှန်905ကချင်းဖြင့်အကျဉ်းချခံနေရတဲ့အကျဉ်းသားတရားနဲ့ကိုစနအူပြန်လည်လွတ်မြောက်လာကြောင်းသိရပါတယ်။အဆိုပါတရားနဲ့ကိုစနအူထက်တွင်အမျိုးသမီးအကျဉ်းသူ92ဦးလည်းပါဝင်ကြောင်းသိရှိရပါတယ်။ရခိုကာမဆိုရင်တော့တရားဆောင်ခိုင်တေကြီးရဲ့အမျိုးသားလည်းပြန်လည်လွတ်မြောက်လာတဲ့တရင်တွေကြောင့်ပြည်ထောင်စုအလုံးအလဲမင်းမကြီးခိုင်တေကြီးနဲ့အတူထပ်တူဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ကြကြောင်းသိရှိရပါတယ်။